င်္ဂလာပါရှင်2025ခုနှစ်ဇွန်လ1ရက်နေ့အတွက်မူလီဝတ္တနဲ့ဇလဗီဒာတည်င်းများကိုနေပြည်တော်မူလီဝတ္တနဲ့ဇလဗီဒာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေအပူချိန်အခြေအနေများမှာရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ မေလာရဲ့ပုံမှန်ဝကြိန်တို့ဟာ2 degree celsius ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှင်ပြည်နယ် မန္တလေးတိုင်းဒေသကြီး နေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးတို့မှာမေလာရဲ့ပုံမှန်ဘူးချိန်တော့3ဒီဂရီဆယ်စီယပ်စ်မှာ4ဒီဂရီဆယ်စီယပ်အထိနဲ့မကွေးတိုင်းဒေသကြီးမှာမေလာရဲ့ပုံမှန်ဘူးချိန်အောင်6ဒီဂရီဆယ်စီယပ်စ်ရောင်းနေခဲ့ပြီးကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမေလာရဲ့ပုံမှန်ဘူးချိန်ခန့်သာရှိခဲ့ပါတယ်2025ခုနှစ်မေလာ31ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့မြို့အလိုက်ထူကြတဲ့နေ့အပူချိန်အခြေအနေများမှာ ကော့တောင်မြို့မှာ33.5ဒီဂရီဆယ်ဆီယပ်စ်မြင်းကျန်မြို့မှာ33.2ဒီဂရီဆယ်ဆီယပ်စ်ဇလွန်မြို့နယ်မြစ်ကြီးနားမြို့တို့မှာ33ဒီဂရီဆယ်ဆီယပ်စီအောင်လယ်မြို့မှာ32.6ဒီဂရီဆယ်ဆီယပ်စ်ညောင်ဦးမြို့မှာ32.8ဒီဂရီဆယ်ဆီယပ်စ်ရန်ကုန်ပူတထောင်မြို့နယ်ကိုကိုကျွမြို့နယ်လက်ပုတ္တာမြို့တို့မှာ32.8 5ဒီဂရီဆယ်စီယက်စီနဲ့မြို့မှုမြို့မှာ32ဒသမ4ဒီဂရီဆယ်စီယက်စတိုဖြစ်ကြပါတယ်။မှတ်သားဖွယ်ရာမွေးရီချိန်များမှာပေါင်မြို့မှာ5ဒသမ8ခွန်လက်မှာဖအန်စိုက်ပျိုးရေးမူလီဝတမှာ5ဒသမ3ညာလေးလက်မှာဖအန်မြို့မှာ၄ဒသမ8လေးလက်မှာတထုံမြို့မှာ၄ဒသမခွန်လျှောက်လက်မှာပြီးလင်းမြို့မှာ၃ဒသမ8နှစ်လက်မှာရေးမြို့မှာ၃ဒသမ တကိုလမ်းမှာကော်ဂရိတ်မြို့မှာသုံးတသမသုံးညာသုံးလမ်းမှာမချမ်းဘောမြို့မှာနှစ်တသမရှစ်လေးလမ်းမှာတဝဲမြို့မှာနှစ်တသမရှောက်သုံးညာလမ်းမှာနဲ့ခန်းဒီမြို့မှာနှစ်တသမလေးလေးလမ်းမှာတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လဲတနားခွဲအချိန်မိုးလေဝသကြိုးရူမှာဖန်ရရရှိတဲ့ပုံရကပလီပင်လေပြင်းနဲ့ဘင်္ဂလားပင်လောရူမှာတိမ်အသေးတင်မှာတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထက်ပိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးဒိန်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေ့လျားနေရာတချို့မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်ကျန်းမာရေးသားကြီးနဲ့ပြည်နယ်များမှာတိမ်အထိတ်တင်မှာတိတ်တူထက်နေရကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေဖျားအတူ မြင်းများပုံစံအရမြမကယ်ရန်တချောင်းမှာမုတ်တုံလေးအကောင်နေပါတယ်ဘေကလာပင်လယ်အခြေအနေကတော့ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်သုံးလေးအားကောင်းနေပါတယ်မြန်မာပင်လယ်ပြင်မှာမြန်မာကယ်ယူရန်တခြားနဲ့ကဲလိုပင်လယ်ပြင်တို့မှာရေဖန်ရံခါမိုးတက်လေးပြင်များကြာရောက်ပြီးလှိုင်ကြည့်ပါမယ်မိုးတက်လေးပြင်ကြစဉ်ရေပြင်းပြင်းပြင်းလေးရတနအီကို35မိုင်ထိတက်ခတ်နိုင်ပါတယ်လှိုင်မြင်မှာမြန်မာကယ်ယူရန်တခြားနဲ့ကဲလိုပင်လယ်ပြင်တို့မှာကိုးပေမှာ73ဗီဂန်ရှိနိုင်ပါတယ်မနေ့ဖြစ်မနေ့အထိခက်မဲချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်း စကနာဒေတာကြီးအောက်ပိုင်းမကွေးတိုင်းဒေတာကြီးနဲ့ကယားပြည်နယ်တို့မှာနေရာစစ်စိမ်နဲ့ကချင်ပြည်နယ်စကနာဒေတာကြီးထပ်ပိုင်းရှင်ပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေတာကြီးရန်ကုန်တိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးနေပြည်တော်မန္တလေးတိုင်းဒေတာကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်ဒေတာကြီးတို့မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးရခိုင်ပြည်နယ်မှာဒေတာအလိုက်နဲ့ ကချင်ပြည်နယ်စကန္နဒေသကြီးထပ်ပိုင်းရှင်ပြည်နယ်အေယာဝတီတိုင်းဒေသကြီးရခိုင်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွယ်၍မူကြီးနိုင်ပါတယ်အခုဆက်လက်ပြီးမနေ့ပြန်အတွက်ဒါဒေသကြီးနဲ့ပြည်နယ်များရဲ့မျိုးကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆလာဗီတာခမန်းချက်များကိုတင်ပြပါမယ်ရှင် နေပြီးတော့ ਨੇ အနီတဝိုင်အတွက်မနေ့ပြမနေ့အထိမိုးလေဝသအခြေအနေခံမှန်းကြမှာမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်အမြင့်ဆုံးအပူချိန်မှာ29ဒီဂရီဆယ်ဆီယပ်84ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ24ဒီဂရီဆယ်ဆီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရေကုန်မျိုးနဲ့အနီတဝိုင်အတွက်မနေ့ပြမနေ့အထိမိုးလေဝသအခြေအနေခံမှန်းကြမှာလေမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ် အမြင့်ဆုံးအပူချိန်မှာ30 degree Celsius 86 degree Fahrenheit နဲ့အနည်းဆုံးအပူချိန်မှာ24 degree Celsius 85 degree Fahrenheit ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ပြန်မနေ့အထိမိုးလေဝသအခြေအနေခက်မှန်းချက်မှာလဲမိုးတစ်ချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ33 degree Celsius 63 degree Fahrenheit နဲ့အနည်းဆုံးအပူချိန်မှာ26 degree Celsius 89 degree Fahrenheit ရှိနိုင်ပါတယ်။ နောက်နေရာအတွက်ခမန်းချက်များအနည်းငယ်ကတော့မုတ်တုံလေးအာအသေးတဲမှာအာကောင်းပါမယ်။ရှည်ကြီးချင်းတတိပေးချက်ဒီကနေ့မနက်မြမစံတော်ချင်း9နာရီခွဲချိန်တိုင်းထွားချက်အရာဧရာဝတီမြည်ဟာမြကြီးနာမြို့မှာရေမျိုးရဲ့စိုးရဲ့ရေမတ်အောင်သုံးပေခွဲကန်တွင် ရောက်ရှိနေပါတယ်။အဆိုပါမြည်ဟာနောက်တရက်အတွင်းရေမျိုးရဲ့စိုးရဲ့ရေမတ်တို့ရောက်ရှိနိုင်ပါတယ်။တို့ဖြစ်ပါ၍မြကြီးနာမြို့နယ်အတွင်းရှိမြေကန်အနီးနဲ့ မြေနေပိုင်းနေထိုင်သူများအနေဖြင့်အထူးသတိပြုနေထိုင်ကြပါရန်အကြံပြုအပ်ပါတယ်